နမစတေအားလုံးပဲမင်္ဂလာပါရှင်အခုဒီဗီဒီယိုလေးကတော့ဒီယောဂဖြာပေါ့နော်အမျိုးအစားကိုမေးထားတာပေါ့နော်အဲသူမေးထားတာတော့တခုတည်းပါပဲအဲယောဂကိုလင့်ကျင့်နေတာကြာပြီ อ่าละฉ่อเลยป่ะเนาะไอ้ตัวจังก็บลุเผาอမျိုးซ้าကိုရွေးချယ်အောင်လဲလို့မိထားပါဒါပေမဲ့ညီမကအအမြဲတမ်းအကုန်လုံးကိုဝေမျှခြင်းနဲ့စိတ်ကအမြဲတမ်းရှိရပေါ့เนาะအဲ့တော့အအမြဲတမ်းပို့ပြီးတော့သိစေခြင်းနဲ့အကုန်လုံးကိုအပို့ပြီးတော့လဲလေ့လာစေခြင်းနဲ့အဲ့ဒီအတွက်ကြောင့်အခုယောဂလေ့ကျင့်တဲ့အချိန်မှာလိုအပ်မဲ့အရာလေးတွေအကုန်လုံးကိုအကြိုတင်ပြင်ဆင်ထားပြီးတော့တခါတယ်ဝေမျှခြင်းတာပါအဲ့တော့ယောဂကိုစပြီးလေ့ကျင့်မယ်ဆိုလို့ရှိရင် မရှိမဖြစ်လိုအပ်တာကတော့ယောဂဖြာတစ်ချက်ပေါ့เนาะအဲ့တော့ ော့ယောဂဖြာအမဝယ်ဘူးဥပမာမရှိဘူးရလားဆိုရင်တော့ရတယ်ဥပမာကို့မှာဒူအဓိကကျမ်းမြင်ပေါ့နော်ကျမ်းမြင်ကိုအကျမ်းမြင်ဒီတိုင်းဗျောင်းကြီးသုံးမှထက်ဆိုင်ရင်ကျမ်းမြင်ပေါ်မှာတခုခင်းပြီးတော့လေ့ကျင့်လို့ရတယ်ဥပမာအဆောင်းခောက်လိုဟာမျိုးအခင်းလိုဟာမျိုးအပြီးရင်ဘယ်လိုခေါ်မလဲအအထက်အထက်သားပြတော့မရဘူးပေါ့နော်ဟို ညီမတို့ဒီဆိုးပြားတွေပေါ့အဲဆိုးပြားလိုဟာမျိုးအဲ့ဒါမျိုးတွေခင်းပြီးတော့လေ့ကျင့်လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကကောင်းလားဆိုလို့ရှိရင်သူ့အနေနဲ့သူတော့အဲအန်ရရှိနိုင်တဲ့အရာလေးရှိရပေါ့နော်အဲ့တော့ကိုကယောဂကိုရေရှည်လေ့ကျင့်တော့မယ်လေ့ကျရဲဟိုလုံးဝကိုရေရှည်လုပ်တော့မယ်လို့စဉ်းစားရင်တော့ငွေကြေးအဖြစ်ယင်းနှမြုပ်နှံမှုလုပ်သင့်ပါတယ်အဲ့တော့ပထမဦးဆုံးယင်းနှုံမြုပ်နှံကမှာကယောဂဖြာပေါ့နော်ယောဂဖြာတွေကတော့ကိုရဲ့အာ financial ပေါ်မူတည်ပြီးတော့ကိုတက်နိုင်ရင်တက်နိုင်သလောက်အမျိုးအစားတွေအများကြီးပဲထွက်တယ် ါ့နော်အညာကြီးလည်းရှိရဲ brand ကြီးလည်းရှိရဲရောင်းပြတစ်ချက်ကို10သိန်းသိန်း100လောက်ထိကိုရှိနေရမျိုးတွေရှိရဲပေါ့နော်အဲ့တော့ပရမအုံးဆုံးထားလိုက်ပါတော့အခုပရမအုံးဆုံးညီမတို့ပုံမှန်အခုညီမတို့ဒီမှာလေ့ကျင့်မဲ့သူတွေဆိုရင်ပရမအုံးဆုံးဒီလို TPE လို့ခေါ်ရဲပေါ့နော် TPE ယောဂဖြာရှိဖို့လိုရဲပေါ့နော်သူ့ရဲ့ အဲသူထက်တဆင့်ပေါ့နော်တက်တာရဲ့ဖော့ဖြာလို့ခေါ်တဲ့ဟိုဂျင်းနေမှာတုံးတဲ့အဲဘယ်လီရိုက်တဲ့အချိန်မှာတုံးတဲ့ဖြာလေးရှိရပေါ့နော်အဲ့ဒါလေးဆိုဈေးလဲချိုရဲတက်တာရဲ့ဟိုလုံးဝမရှိရသူဆိုလို့ရှိရင်နော်အဲ့ဒီမျိုးဖြာလေးကိုအဲဈေးတက်တာလေးကိုဝယ်ပြီးတော့တုံးလို့ရတယ်ဒါပေမဲ့အားနေချက်ပါရှိလဲဆိုရင်သူကယောဂလေးခြင်းဖို့အတွက်သီးသန့်ထုတ်ထားတာမဟုတ်တဲ့အတွက်အဲဥပမာလက်ချော်တာတွေပြီးရင်အဲဒူးတွေထောက်ရတဲ့အချိန်မှာအရင်ပါတာပေါ့နော်ပါတာမျိုးတွေဖြစ်တဲ့ အဲ့တော့ခန္ဓာကိုယ်ကနည်းနည်းနာကျင်တယ်ပေါ့ကွယ်ဆိုလိုရင်းကတတောင်းတတားလေးတိတ်မဖြစ်ဘူးပေါ့နော်ပြီးရင်ရေရှည်မခံဘူးပေါ့နော် ်ညီမတို့ယောဂမှာကအာစနမျိုးစုံအာကိုရတဲ့ထောက်တယ်ထိုင်တယ်အာ position မျိုးစုံပေါ့နော်အများကြီးလေ့ကျင့်ရတာဖြစ်တဲ့အတွက်ယောဂကိုလေ့ကျင့်တော့မယ်သိချရဲဆိုရင်တော့ဒီလိုယောဂဖြာ TPE ယောဂဖြာလေးတစ်ချက်တော့အရှိထားသင့်ပါတယ်ပေါ့နော်အဲ့တော့ TPE မျိုးစာ TPE မျိုးစာကြတော့တော်တော်များများသုံးတဲ့မျိုးစာတွေမှာပါတယ်အရင်လဲဈေးများတဲ့အထင်မှာမပါဘူးအရင်လဲဈေးချိုတဲ့အထင်မှာမပါဘူးဒါပေမဲ့အခုကတော့ဈေးချိုတဲ့အထင်မှာတော့အသိမပါတော့ဘူးပေါ့နော်အဲ့ညီမ တော့စပြီးတော့အရင်နှစ်တွေတော့တက်တာရဲအခုကတော့ရန်ကြီးတက်တာရဲအချိန်မှာတော့မပါတော့ဘူးတစ်ချက်ကိုအာရှိကနမနောပတ်ချာလေလောက်မှာရှိနေတယ်ထင်တယ်ပေါ့နော်ညီမသိပ်မဝဲပြစ်တော့ဘူးပေါ့နော်ခုနောက်ပိုင်းရလေအဲ့ဒီအတွက်ကြောင့်ဒီလို TPE TPE ဖြာတစ်ချက်လိုရယ်ပေါ့နော်အဲ့တော့သူကတော့လုံးဝအခြေခံစပြီးတော့ရေရှည်လေးကျင်းတော့မဲ့သူဆိုသူဆိုတွေသူတွေကအဲဝက် ဝဲကိုဝဲတင့်တယ်လို့တော့ညီမအကြံပေးတယ်ပေါ့နော်အဲဒါကပထမအဆုံးစပြီးလေ့ကျင့်မဲ့သူတွေအတွက်ပေါ့နော်ဥမာကိုကအဲလေ့ကျင့်လာပြီးလေ့ကျင့်ရင်းနဲ့ ဘေးစင်း level ဟာချ level လောက်မှာတော့ဘာမှတိတ်ပြီးတော့ဒီဖြာလောက်နေရင်အဆင်ပြေတယ်ဘာမှတိတ်ပြီးတော့ဥမာလက်ချော်တာတွေခြေောက်ချော်တာတွေတိတ်မဖြစ်ဘူးဥမာချွေးတွေကလည်းအရင်ခန္ဓာကိုယ်မှာထွက်လာတာလည်းမဟုတ်သေးဘူးဖြစ်တဲ့အတွက်ကြောင့် slick ဖြစ်တာမျိုးတွေပေါ့နော်အဓိက slick ဖြစ်တာမျိုးတွေဘာမှမဖြစ်ဘူးပြီးရင်ဒူးနာတာလည်းသူကတတစီတယ်ဒါပေမဲ့ဖြာပေါ်မှာမူတည်ပြီးတော့ဒီလက်မလေးကြီးကွဲတယ်ပေါ့နော်ဥမာဖြာရဲ့အထူကဘယ်နှလက်မအကျဲကဘယ်နှလက်မအဲ့ဒါတွေကတော့ကိုယ်သေးချာလေးအဲကြည့်ပြီးတော့ဝယ်ပေါ့နော် ။အဲဆိုတော့စပြီးတော့လေ့ကျင့်မဲ့သူတွေက TPE ဖြာလေးဝယ်ထားပြီးတော့လေ့ကျင့်လို့ရပါတယ်။ဒါကဆက်ဆဦးဆုံးစပြီးကို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 ရဲ့စိတ်ကိုလည်းမြင်ချင်ကရေရှည်လုံးမှလား။အဲရေရှည်လုံးတော့မယ်လို့စဉ်းစားရင်ဒီဟာလေးနဲ့စပြီးအကောင့်တက်ဖို့ပါ။အရန်ကိုစေးမြရတဲ့ဟာတွေကိုမဝင်တပါနဲ့အောင်။ဥမာကိုကလုံးလေ့ကျင့်နေပြီးလားလဲကြာလာပြီး6လလောက်ရောက်လာပြီး။အာပြီးရင်စနပြောသလိုအဲလက်တွေလည်းချော်လာတယ်။ဥမာ600ရာလည်းတိတ်မကောင်းတော့ဘူး။ balance ရှာလို့မရတော့ဘူး။ balance နေအောက်လာပြီးဆိုရင်တော့ဖြာချင်းဖို့လိုပါပြီ။အဲ ဲ့ဒါကတော့ rubber ဖြာလို့ခေါ်ပါတယ်အခုလက်ရှိပေါ့နော်တော်တော်များများသုံးကြတဲ့ဖြာပေါ့နော်အဲ့တော့သူကတော့ rubber rubber ဖြာ rubber ဖြစ်တဲ့အတွက်သူကဟိုကကတ်နေတာပေါ့နော်ဥကလက်တွေကိုထောက်လိုက်တယ်ဆိုရင်အရွေ့မထွက်သွားဘူးခြေထောက်တွေဖိထားတယ်ဆိုရင်ရွေ့ရွေ့မထွက်သွားဘူး slick မဖြစ်ဘူးအာအားသုံးရတာကောင်းတယ်ခန္ဓာကိုယ်မှာ body weight ထင်းရတာအရင်ကောင်းတယ်ပေါ့နော်အခုဒါကတော့ rubber ဖြာမျိုးစားဖြစ်တယ်သူကတော့ပို့ပြီးတော့ဈေးများတယ် ဒီ DPE ထက်ကိုပို့ပြီးတော့ဈေးများတယ်။အဲ rubber ဖြောင်းမှာလည်း size ကလေးတွေရှိရဲအကျယ်လေးတွေရှိရဲပေါ့နော်။အဲ့ဒါလေးတွေကိုလည်းတေချာကိုဝယ်တဲ့ချိန်ကျရင်မဲကြည့်ပြီးတော့ဝယ်လို့ရပါတယ်။ recommend ပေးပါဆိုရင်တော့ကိုကငွေကြေး financial ဘိုင်းနဲ့အဆင်ပြေတယ်။ရေရှည်လဲလုံးဝကိုလုတ်တော့မယ်။ဒီ3လ6လလောက်ပဲမဟုတ်ဘူး။တေချာရင်ကလေ့ကျင့်ခန်းတစ်ခုကျန်းမာရေးတစ်ခုလုတ်ကိုလုတ်တော့မယ်။ယောဂလေ့ကျင့်ခန်းပေါ့နော်။လုတ်တော့မယ်ဆိုရင်တော့ရင်းမရင်းတော့မထူးတော့ပါဘူး။ DPE ဖြာတစ်ချက်ကိုရင်းမဲ့အစား rubber ဖြာလေးကိုရင်းလိုက်တာ ဖို့ကောင်းတယ်အခုလက်ရှိ rubber ဖြားမရှိသေးဘူး DPE ပဲရှိရဆိုရဲ့ဓူတွေကလည်း rubber ဖြားလေးတစ်ချက်ပေါ့နော်ရင်းလိုက်တာပို့ကောင်းပါတယ်ထပ်ဝယ်လိုက်တာမျိုးပေါ့ အဲ့လိုဝင်လိုက်လို့ TPE ကအသုံးမဝင်တော့ဘူးလားဆိုဝင်ပါတယ်။အခုညီမဆိုဒါ rubber ဖြာပေါ့နော်။ထားပါတော့ညီမ rubber rubber ဖြာခင်းထားတယ်။အဲ့ဒါကိုမှပြီးလဲပြီးရောဥမာပိုးနေမှာလို့တော့မတွေးနဲ့မသိမ့်နာနဲ့အသုံးဝင်အောင်လုပ်မယ်နော်။အဲ့တော့ဒီဖြာလေးကိုဒီလို plus ကလေးပေါ့။အဲ rubber ဖြာလေးရဲ့အပေါ်မှာပဲဖြစ်ဖြစ်အောက်မှာပဲဖြစ်ဖြစ်ဒီလိုမျိုးလေး plus ကလေးခင်းပြီးတော့ပတ်ပတ်လေပေါ့ဥမာ။ ဒီလိုပပတ်လဲညီမတို့ရဲ့ယောဂမှာအရှိအနောက်ပဲညာအကုန်လုံးပေါ့နော်ပပတ်လဲဖြာတစ်ချက်လုံးသွားနေရဖြစ်တဲ့အတွက်ကျမ်းမြင်ပေါ်မှာနာမည်အတူတူတော့ဖြာလေးကိုဒီလိုမျိုး plus ခင်ပြီးတော့လေ့ကျင့်လိုက်တော့ကိုယ့်ရဲ့ joint တွေရောခန္ဓာကိုယ် body weight ကိုထိန်းထားရလဲရောက်တယ် joint တွေကိုလည်းတက်တာစေတယ်ပေါ့နော်ဒီလိုမျိုးလေးသုံးလို့ရတယ်အဲ့တော့အဟောင်းရှိရဆိုရင်လည်းဒီ rubber ဖြာလေးကိုအစ်စ်ဝယ်ပြီးတော့လေ့ကျင့်ပါလက်မချောအောင်ဒါလေးဒီ area ကလည်း ဘယ်လောက်ခံမှလဲဥမာဘယ်လောက်ကြာကြာခံလဲပြောပါဆိုလို့ရှင်လေးလေးကျင့်တဲ့သူပေါ့နော်ပိုင်ရှင်ပေါ့ပိုင်ရှင်နဲ့ပဲဓာတ်ရိုက်သက်ဆိုင်နေအဲတချို့ကကြတော့အဲရော်ဘတ်ဖျော်ဝယ်ထားတယ်ပြီးရင်ဥမာအဲချွေးတွေအရန်ထွက်တဲ့သူမျိုးပေါ့နော်ချွေးကအရန်အများကြီးထွက်တယ်အဲလောက်တဲ့လေးကျင့်ခံအမျိုးသားကလည်းအပြင်းထန်တဲ့အထဲမှာပါရဲဆိုရင်တော့လေဥမာသူများတစ်နှစ်ခွဲနှစ်နှစ်လောက်ခံရင်ကိုက6လ9လပေါ့နော်ဒါဒါခက်မှန်းချေပေါ့နော်အဲ့လောက်ပဲခံမှာပေါ့နော်ဘာလို့ဆိုသူကချွေးတွေထွက်ပါများလာမယ်ဥမာတန့်ရှင်းရလဲ လောက်ဘူးဆိုလို့ရှိရင်ဒီချွေးနဲ့ဒီ rubber တွေကပွန်းလာမှာပေါ့နော်ကြာလို့ရှိရင်ပွန်းလာပြီးတော့အမုံလေးထွက်လာမျိုးဖြစ်တတ်တယ်အဲ့လိုမဖြစ်ချင်ဘူးဆိုရင်တော့ပုံမှန်လေးတန်ရှင်းရေးလုပ်ပေးတာမျိုးလုပ်လို့ရတယ်အဲနောက်တစ်ခုကကြတော့ rubber ဖြာကရေမလျှော်ပါနဲ့ rubber ဖြာကိုရေလျှော်ပြီးတော့ဟိုဆက်ပြားတွေနဲ့ bread တွေနဲ့အဲ့လိုမျိုးတိုက်ပြီးရောရေလျှော်လို့မရပါဘူးအဲဘယ်လိုမျိုးလေးလုပ်မလဲဆိုဥမာဖြာတန်ရှင်းတဲ့ spray လေးရှိရင်အဲ့ဒါမှမဟုတ်လို့ရှိရင်လည်းညီမတို့တန်ရှင်းတဲ့ spray ပေါ့နော်အဲညီမကတော့များသောအားဖြင့် စပရေးမပြန်ဘူး what tissue ပေါ့နော် what tissue နဲ့တုတ်တယ်ပေါ့နော်တခါလေးကျင်ပြီးတိုင်းပိုးမွားလဲကင်းစင်တယ်ပြီးရင်နည်းနည်းလဲဟိုရေရှည်ပေါ့နော်ကြကြလေးလဲအသုံးပြုနိုင်တယ်ဒီ TPE ဖြာရည်ကကြတော့ရှော်လို့ရပါတယ်အကိုကဥမာဆက်ပြာရည်ဖြော်လိုက်ဖြော်ပြီးတော့အဲဆက်ပြာရည်လေးဖြတ်ပြီးတော့ပေးသွားတယ်ဆိုရင်နေရာလေးတွေအကုန်လုံးကို brush အနုလေးနဲ့ပေါ့နော်အကျန်းနဲ့မဟုတ်ဘူးနော်အနုလေးနဲ့လိုက်ပြီးတော့တိုက်ပေးလို့ရပါတယ်အဲ့တော့အကျန်းခံတာတော့ဒီဟာပို့ပြီးတော့အကျန်းခံတယ်ညီမအခုတက်တန်းတက်လျှောက်ပေါ့နော်လေ့ကျင်းလာတဲ့တက်တန်းတက်လျှောက်ကော အကျန်းခံတာကတော့ तू ကအကျန်းခံတယ်အ तू ကတော့အရင်အကျန်းမခံဘူးနည်းနည်းနှုတ်ရယ်ဒါပေမဲ့သုံးလို့ကောင်းတာကတော့ तू လည်းသုံးလို့ကောင်းလဲ तू လည်းသုံးလို့ကောင်းတယ်ဒါပေမဲ့ဒီဒီ rubber ဖြာကိုတော့ပိုကြိုက်တယ်ဗောနော်ဘာလို့ဆို slick မဖြစ်ဘူးဥမာလက်မချောဘူးဒါပါတော့ဒီမှာညီမတို့လက်ထောက်လိုက်ရင် grip တခါလေးကုတ်ထားပြီးသားဖြစ်စေတယ်ဒီဟာတွေကဒီမှာကြည့်ဥမာဒီလိုတွန်းလိုက်ပြီဆိုရင်ကြည့် short ထွက်သွား short ထွက်သွား အဲ့လိုမျိုးเนาะဒီမှာညီမကြည့်တွန်းတွန်းတွန်းအားထည့်ပြီးတွန်းတာတော့ညီမတို့တွန်းလို့မရတော့ဘူးပေါ့เนาะအဲ့ဒါလေး꽈တယ်အဲ့တော့ညီမကတော့အမ်ငွေကြေးနိုင်တယ်အကိုကလည်းလုံးဝရေရှည်လေးကျင်းတော့မယ်ဆိုရင်အတီပီလည်းတစ်ချက်စောင်းထား rubber လည်းတစ်ချက်စောင်းထားအဲ့ဒါလေးကို အဲဆောင်းထားပြီးတော့ဒီလိုအခုညီမပြထားသလို plus grade လုပ်ပြီးတော့လေ့ကျင့်ရင်ကိုယ်တွက်ပို့ပြီးတော့ save ဖြစ်တယ်လို့အဲချင်ပါရယ်ပေါ့နော်ဒါကတော့ယောဂဖြာအပိုင်းမှာဒီထက်အဲတခြားသော crop mat တွေလည်းရှိတယ်တခြားသောဈေးရမ်းများတာတွေလည်းရှိတယ်ဒါတွေကတော့ထားလိုက်ပါတော့လက်ရှိမှာအရေးကြီးတဲ့အသုံးဝင်မဲ့ဖြာလေးအကြောင်းကိုပဲပြောပြချင်တာပေါ့နော်အဲ့တော့ဒါလေးကဖြာနဲ့ပတ်သက်ပြီးတော့ပါ ဒါဆိုရင်ဒီဖြားလေးပြီးရင်လည်းဥမာထပ်ပြီးတော့အမေးချင်တာမျိုးလည်းရှင်းရှိလိုက်မယ်။တိလည်းတိချင်ကြလိုက်မယ်။ဘာတွေလိုအပ်အောင်မလဲ။အဲ့တော့မမေးခင်မှာပဲညီမတခါလေးကြိုပြီးတော့ရှင်းပြလိုက်ပါမယ်။အဲ့တော့ညီမတို့ကဇောနာကဖြားပြီးသွားပြီ။ဥမာလုံးဝကို rubber ဖြားကိုမဝယ်ဘူးကွာ။ဥမာဝယ်လည်းမဝယ်ဘူး။ဝယ်လည်းမဝယ်ချင်သေးဘူး။ဒါမှမဟုတ် something အခြေအနေတစ်ခုကြောင့်မဝယ်လည်းမဝယ်သေးဘူးဆိုလို့ရှိရင်တော့ဒီဒီဒီဖြားပေါ့နော်။ TPE ရဲ့ဖြားပေါ်မှာ TPE ဖြားပေါ်မှာအခင်းပေါ့နော်ဖြားအ ခင်းလေးတွေရှိတယ်ဒီလိုမျိုးလေးဒီလိုမျိုးလေးဖြာအခင်းလေးတစ်ခုတော့ရင်းလိုက်ပေါ့နော်အခုမှ rubber မဝယ်ဘူးဆိုရင်ဖြာအခင်းလေးရင်းလိုက်ဖြာခင်းအနောက်မှာဒီလိုအာအဆက်ကလေးနဲ့သူကမချောအောင်လို့တခါတည်းထားထားပြီးသားအခုဒီလိုလေးပြလိုက်မယ်ဒီမှာဒါလေးဆိုအလှလေးအဲဒီလိုမျိုးလေး နော်အဲ့တော့ဒီလိုဖျားခင်းလေးရှိတယ်ဥမာအဲ့ဒါလေးကိုဖျားခင်းပေါ်မှာအခင်းပြီးဖျားပေါ်မှာအဖျားခင်းလေးခင်းပြီးတော့သုံးနာမျိုးလဲလှုပ်လို့ရတယ်ဒါဆိုရင်လဲတိတ်ပြီးတော့မချော်တော့ဘူးပေါ့နော်အခုညီမပြရမယ်အဲ့တော့ဒီမှာဒီလိုလေးခင်းလိုက်ပြီးတော့ဥမာဒီမှာကြည့်တွန်းကြည့်မချော်တော့ဘူးနော်ဥမာကြည့်မချော်တော့ဘူးကို push လောက်ရင်တောင်မှပဲမပါတော့ဘူးပေါ့နော်အဲ့တော့ဒါမျိုးလေးကိုလည်းတုံးလို့ရပါတယ် ဒါကဖြာခင်းလေးပေါ့နော်အဲအရင်ကြီးတော့လူတိုင်းသိမ့်မသုံးဘူးတော်တော်များများလည်းမသုံးမသုံးဆိုတာဒါကြီးကိုတကူတကကြီးဟိုတကူတကကြီးသုံးเสียမလို့ဘူးပေါ့နော်ဘာလို့မလို့ဘူးလဲလို့ပြောလို့ရှိရင် အာကိုယ့်ရဲ့ဒီဖြားတွေမောမာရင်လွတ်လွတ်လပ်လပ်ဟိုဟာသွားလို့ရရဲပြီးရင်ဒီလို rubber ဖြားတွေအသုံးများတဲ့အတွက်ဒါကြီးကိုတက်တက်တီးတန့်ရင်ထပ်မခံဘူးဘယ်လိုလူမျိုးတွေမှာသုံးလာလဲဆိုဥမာအဲ normal class ပေါ့နော် studio class အညာနဲ့လေ့ကျင့်ရတဲ့အတန်းတွေမှာသွားပြီးတော့လေ့ကျင့်တဲ့သူတွေဆိုရင်ဥမာဖြားတွေကကွာကိုယ့်ရဲ့ကိုယ်ပိုင်ဖြားမဟုတ်ဘူးလေနော်ခမ်းမကတန်းတန်းချောင်းကထားပေးရတဲ့ဖြားတွေဖြစ်တဲ့အတွက်ဥမာချွေးတွေရှိလိမ့်မယ်အဲဆီယမ်မတွေကတော့တန့်ရှင်းလုတ်လုတ်ပေးတာပဲပေါ့နော်ဥမာပိုင်ရှင်တွေကတော့တန့်ရှင်းလုတ်ပေးထား ားပေမဲ့တချို့သောသူတွေကဟိုခန္ဓာကိုယ်အသားရေကဆန်းစစ်တစ်ဖြစ်တယ်လေနော်ဥမာသူများရဲ့ချွေးနဲ့ထိလို့မရတာဥမာထိထားပြီးသားသူများသုံးနှားရဲ့ဖျားတွေသုံးလို့မရတာဥမာကိုယ်ဖျားကိုယ်သုံးရင်တောင်မှပဲဥမာဒီဒီကြမ်းငင်ခြေထောက်နင်းထားတဲ့ဟာမျိုးတွေပေါ့နော်အဲ့အမျိုးတွေနဲ့ထိလို့မရတဲ့ဒီခန္ဓာကိုယ်အသားကျွေးသားဆိုင်ရာပေါ့နော်အဲဆန်းစစ်တစ် ဖြစ်တဲ့အလူတွေရှိလိမ့်မယ်ပေါ့နော်အဲ့လိုရှိခဲ့ရဆိုလို့ရှိရင်ဒီလိုဟာတွေတုံးတာများတယ်ဒါဆိုရင်ဘာမှဖြာဆောင်ထားစရာမလိုဘူးဥမာခမ်းမမသွားရဆိုရင်ဒီဟာလေးတစ်ချက်ဒီဟာလေးကိုထည့်ဝါလိုက်အဲလိတ်ပြီးတော့အိတ်ထဲထည့်ပြီးတော့တည့်သွားယူမယ်အဲ့ဒါဆိုရင်ကိုကလေးကျင်ကန်းရဲ့အဲတင်းနှန်းခမ်းမရောက်ပြီဆိုရင်လေးကျင်ကန်းဒါလေးခင်းပြီးတော့လိုက်လို့မယ်အပြန်ကြရင်ဒါလေးပြန်သိမ့်ပြီးတော့ပြန်လာခဲ့ဥမာနောက်နေကြရင်လှမ်းနာလျှော်လိုက်မယ်နေပူလှမ်းမယ် something ဒါမျိုးလေးလှုပ်လို့ရရပေါ့နော်အဲ့တော့ဒါကဒါအလုံးဝကို rubber ဖြာမဝဲဘူးဆိုတဲ့သူတွေကဒီလိုဟာလေးတစ်ချက် ဝယ်ပါအဲဒီလိုအပေါ်ကဖျားခင်းလေးဝယ်ပါသူလဲဈေးတော့အရင်တတားရဲထိမှာတော့မပါဘူးပေါ့နော်အဲ့တော့ question ကြည့်ပေါ့နော်ဒီဈေးနဲ့ဒီဈေးနဲ့ရှင်ကြည့်ပြီးတော့ကိုယ့်ရဲ့ budget နဲ့အဆင်ပြေမဲ့ဟာလေးကိုဝယ်ပါကိုကဥမာဖျားမဝယ်ခြင်းဘူးဒီဟာလေးနဲ့ပဲ TPE နဲ့ပဲသုံးမယ်ဆိုရင်တော့ဒါလေးတွဲသုံးအဲ့လိုမဟုတ်ဘူးဆိုရင်တော့ rubber ဖျားလေးဝယ်လိုက်အကုန်လုံးအဆင်ပြေတယ်ဆိုရင်တော့အကုန်လုံးဝယ်ထားလိုက်ပေါ့နော်ကိုစိတ်ကူပေါက်တဲ့နေ့ကျရင်စိတ်ကူပေါက်တယ်လို့လေသုံးပေါ့နော်ဒါဆိုရင်ဒါကယောဂ အပေါ်အခင်းလေးပေါ့နော်ယောဂဖြာအခင်းလေးအကြောင်းပါဒါဆိုအခင်းလေးစင်ပြေရဆိုရင်ဝယ်ထားမယ်ဟိုကိုတွက်သုံးဝင်မယ်ဆိုရင်ပေါ့နော်ဥမာဝယ်ပြီးတော့မသုံးနာမျိုးတော့မလုံနဲ့ပေါ့နော်နှမျောဆရာကြီးပေါ့နော်ကိုတွက်ဘတ်ဂျက်တွေအထည်တွေဟိုသုံးရမယ်တခြားသောသုံးရမယ်ဘတ်ဂျက်တွေအထည်တွေရောက်ပြီးတော့အာတင်ထားရတယ်လို့ဖြစ်သွားမှာဆိုလို့ပြီးရင်နောက်တစ်ခုကဘာလို့မလဲလို့ပြောလာခဲ့ရင်ဒူးကန်ပေါ့နော်ပထမဦးဆုံးအဖြာပြီးပြီဆိုတာနဲ့ဒုတိယအရေးအကြီးဆုံးဘာလို့မလဲဆိုလို့ရှင်ဒူးကန်လို့ခေါ်တယ်ဒူးကန်လေးလို့ရတယ်ဘာဖြစ်လို့ ို့လဲလူတိုင်းလိုတာလားဆိုလူတိုင်းမလိုပါဘူးဥပမာညီမတို့ရဲ့ဒီဒူးအယွတ်ကလေးတွေပေါ့နော်အယွတ်ကလေးတွေကတချို့က body weight ကပုံများတယ်အပေါ် weight ပုံများတယ်အဲ့ဒါဆိုရင်ဒူးမှာသွားပြီးတော့အယွတ်ပေါ်မှာ tension တွေအရင်များတယ်ပေါ့နော်အဲ့ဒါမျိုးအချိန်မှာသူကဒီဖျားပေါ်မှာထောက်နေတာတောင်မှပဲမထောက်နိုင်တာမျိုးတွေရှိတယ်အဲ့ချိန်ကျရင်တော့ဒီလိုမျိုးဒူးကန်လေးတစုံရှိထားရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့ဒူးကန်ဝယ်ပြီးဆိုရင်တစုံပဲရောင်းတယ်အဲ့တော့အခုနောက်ပိုင်းကတော့ဈေးကလည်းပိုများလာတယ်လို့သိရတယ်ပြီးရင် quality လည်းအရင်ကွာ ယ်ဗောနော်အရင်နှုန်းလေးကဝယ်ထားတဲ့သူတွေဆိုရင်တော့အရန်တန်နေပြီလို့ပြောချင်ပါတယ်အခုနောက်ပိုင်းကတော့နည်းနည်း quality ကပြော့ရင်ဒီလိုခောက်လို့ရတယ်အခုဒါညီမမနစ်ကမနစ်မနစ်ကဗောနော်ဝယ်ထားတဲ့ဟာညီမခောက်လို့မရဘူးမာတယ်နည်းနည်းလေးတတောင်းတတာရှိရဲ့ဘလို့ခမလဲရေရှည်ခံမယ်ပေါ့နော်အခုတလောအမတပည့်တယောက်သူဝယ်လာတဲ့ဟာလေးကြည်တာအိုးကိုကအားပါကင်လိုက်တာ အရင်ပါရယ်ဗောနော်ပပလေးပဲ quality တွေရန်ကွာလာတာဗောကွယ်နော်အဲ့တော့ထားပါတော့ဒူးကန်လေးတစ်ခုရှိထားရင်ပိုကောင်းတယ် okay ဒူးကန်မရှိဘူးဆီမှာဒူးကန်လည်းမွဲဘူးဗောနော်အဲ့တော့ဆိုပါလို့လို့ရမယ်ရိုးရှင်းတယ်ဒူးကန်မသုံးကျင်ဘူးလားရရယ်ဖြာလေးဥမာခောက်ပြီးတော့ဒူးလေးထောက်ပြီးတော့သုံးနာမျိုးဥမာဒီဘက်ဒူးထောက်တယ်ဟိုဘက်ဒူးထောက်တယ်ခောက်ပြီးသုံးနာမျိုးကြည့်ရတော့နည်းနည်းရုပ်ဆိုးသွားတာဗောနော် ဒါမဲ့ it's okay အဓိက comfort ဖြစ်ဖို့ပဲလိုတယ်ဒီလိုမျိုးတုံးလို့ရတယ်ဒါမှမဟုတ်ရှေ့ကနေဒီလိုခောက်လာပြီးတုံးလို့ရတယ်အနောက်ကနေခောက်လာပြီးတော့တုံးလို့ရတယ်ဘလို့ပဲတုံးတုံးမှာအဓိကကိုယ့်ရဲ့အဲ joint တွေကို protect ဖြစ်ဖို့ကအရေးကြီးတယ်အဲ့တော့ဒူးကန်လေးရှေ့အဲဒူးကန်လေးလိုလိုရဲဆိုတဲ့သူတွေကဝဲပါမလိုဆိုတဲ့သူကအခုညီမပြသလိုအဲလောက်ပါအဲ အရင်ဘာမှ serious ဖြစ်ပြီးတော့ဘာငါဒါကြီးမရှိလို့ဆိုရဲစိတ်ကြီးထဲထားစရာမလိုပါဘူးဒုတိယအနေနဲ့က dugan လိုပါတယ်ပြီးရင်တတိယအနေနဲ့ကတော့တော်တော်များများတော့တုံးလို့ပြောရဲပေါ့နော်တုံးလို့ယောဂကျိုးကျိုးတွေယောဂတုံးတွေညီမကတော့အာဒီ လက်ကဝက်ပတ်ပေါ့နော် လက်ကဝက်ပတ်တဲ့ဟာလေး waist trainer ပေါ့နော်အာလက်ကဝက်ပတ်ကလေးလိုမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုညီမတို့စပြီးလေ့ကျင့်တဲ့သူတွေတော်တော်များများတန်မာပြီးသားလူတွေကိုညီမမဆိုလိုဘူးအဲတော်တော်များများကြတော့ဟိုမှာအသက်အရွယ်တစ်ခုရောက်နေတယ် body weight အရင်များတဲ့သူတွေဆိုရင်သူတို့ရဲ့ body weight ကိုသူတို့ရဲ့ဒီလက်ကဝက်ကလေးတွေအရင်တော့ကလေ့ကျင့်ကမလုပ်ထားတာဖြစ်တဲ့အတွက်မနိုင်တာမဟုတ်ဘူးနော်ကိုယ်လက်ကဝက်ကကိုယ့်ရဲ့ body weight ကိုနိုင်တယ်ဒါမှမဟုတ် practice လိုတဲ့အချိန်မှာ practice ရှိဖို့မရှိသေးတဲ့အချိန်မှာပေါ့နော်ဒီ လက်ကောက်အယုတ်ကလေးတွေနာတာမလိုအပ်ပဲနဲ့ထိသွားတာမျိုးဒဏ်ရာရသွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ဥမာ down dot လိုမျိုးအရာမျိုးပေါ့နော် press လုပ်ပြီးတော့ညီမတို့ A ပုံတန် down dot လေးထားတယ်ဆိုရင်တော့ကိုယ့်ရဲ့ weight တစ်ခုလုံးကဒီလက်ကောက်ဝတ်ထဲကိုအားသွားဝင်နေအားမထည့်ပါနဲ့လို့ဆီယမတွေကလက်ကောက်ဝတ်ပေါ်မဖိနဲ့ block ပျော့ပျော့ body weight များတဲ့သူတွေကအဲ့လက်ကောက်ဝတ်မှာသွားဝင်နေလေးဘက်ထောက်တဲ့အချိန်မှာလေးဘက်ထောက်ပြီး down dot လုပ်တဲ့ down dot မသွားခင်လေးဘက်ထောက်တဲ့အချိန်မှာ table top marine position ပြောင်းနေရတဲ့လက်နာလာတဲ့သူတွေရှိတယ်ညီမတို့ယောဂအာစနတွေမှာလက် နဲ့အဓိကအဲလက်တချောက်တွေပေါ့နော်ဒီကလက်လက်ကဝိအခြေချင်းဝိတွေအသုံးရရတကယ်တော့များတယ်တတိမထားကြည့်မိလို့တာ အသေးလေးတွေမမြင်တာပေါ့နော်အဲ့တော့ညီမကတော့ဒီလိုလက်ကောက်ဝဲအပတ်ကလေးပေါ့နော်ညီမဒီရလေးဆိုတော်တော်တော်အာနည်းနည်းလေးဟိုဟာကြာနေပြီပေါ့နော်ညီမစပြီးလေ့ကျင့်နေဟိုဟာအဲစတိုင်လေးပေါ့နော်အခုနောက်ပိုင်းတော့စတိုင်လေးအရင်ပြောင်းသွားပြီအဲလက်မလေးတွေမှာပါဆွတ်တဲ့ဟာလေးပါတယ်အဲ့တော့ညီမကတော့ညီမမတန်မာခင်တုန်းကပေါ့နော်ညီမကရှင်းနေအဲရှင်းနေဆိုတာဒီလိုပေါ့နော်အဲဒဏ်ရာမရချင်ဘူး ဟွာကုသမာနဲ့ကာကွယ်မာနဲ့ဆိုဘာကြိုက်လဲလို့ညီမကိုမေးခင်ညီမကတော့ကုသတဲ့အဆင်ကိုလုံးဝမကြိုက်ဘူးညီမကကာကွယ်တယ် protection လောက်တာကိုပိုကြိုက်တယ်ပေါ့နော်အဲ့တော့ညီမကအမြဲတမ်းကိုယ့်ရဲ့လက်ကောက်ဝတ်တွေမတန်မာခင်တော့ကအရင်မလေးကျင့်နိုင်ခင်တော့ကဆိုဒီလိုမျိုး protect အမြဲတမ်းလုပ်ပြီးတော့မှလေးကျင့်တယ်တန်မာလာပြီဆိုတဲ့အချိန်ကျတော့မှဖြည်းဖြည်းချင်းလက်ကောက်ဝတ်ဘက်ကလေးမသုံးတော့တာမျိုးပေါ့နော်ဖြည်းဖြည်းချင်းပြန်သွားတယ်တချို့ကလည်းအဲ့ဒါကိုသိပ်ပြီးတော့မကြိုက်ကြဘူးဘာလို့ဆိုတန်မာဖို့အတွက်ကိုမဖြစ်မနေဒီတိုင်းလောက်ရမယ် ဒါကတော့ SU light ပေါ့နော်ကိုကို choice နဲ့ကိုပါညီမတို့ protection ကိုပို့သဘောကြတဲ့အတွက် protect လုပ်ထားတဲ့အရာမှန်သမျှ safe ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့ညီမကတော့ဒီလိုမျိုး lab battery လေးတစုံသုံးပါတယ်အခုနောက်ပိုင်းတော့တိတ်မသုံးဖြစ်ဘူးပေါ့နော်အာကိုရဲ့လက်ကလေးတန်လာပြီဆိုရင်တော့မသုံးပါနဲ့တဘာဝအတိုင်းလေးပဲထားပါတော့အဲ့တော့ဒါလေးဆိုရင်တတိယအနေနဲ့ အဲလက်ပတ်တဲ့ဟာလေလက်ကဝတ်အပတ်ကလေးပေါ့နော် လုံမယ်ပြီးရင်နောက်တစ်ခုကအဲတုံးမလာသေးဘူးဂျိုးပေါ့နော်ဂျိုးလေးလုံမယ်ဘာလို့တုံးမလာသေးလဲဆိုရင် တုံးနေရာမှာတခြားသော position တွေချိန်ပြီးတော့တုံးလို့ရတယ်ဒါပေမဲ့ဂျိုးလေးနေရာမှာကျတော့တခြားသောအရာတွေထည့်ပြီးတော့ position ပေါ့နော် variation ချိန်မှုဆိုတာနည်းနည်းလေးနည်းတယ်လို့ညီမထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ညီမတို့ကယောဂဂျိုးပေါ့နော်ဒါလေးဆိုအခုယောဂဂျိုးလေးယောဂဂျိုးလေးယောဂဂျိုးအကြောင်းကတော့ဗီဒီယိုတစ်ခုမှရှင်းပြထားပြီးသားပေါ့နော်ဒါပေမဲ့အခုဒီမှာထပ်ပြီးတော့ရှင်းပြလိုက်မယ်အာယောဂဂျိုးလေးတစ်ခုလိုပါမယ်ဘာဖြစ်လို့လိုတာလဲမင်းစပြီးလေ့ကျင့်တဲ့သူကဥမာ6ရက်တွေကိုဆန့်ပဲ6ရက်ဆန့်ပါဆန့်ပြီးတော့ရှေ့ကိုကင်ပါလို့ပြောရင်မမိသေးကြဘူးလေနော်အဲ့ဒီအချိန်မှာညီမတို့ကအဲဂျိုးမရှိဘူးဆိုရင်ဒူးလေးထောင်ပြီးတော့ ဒီလိုမျိုးလေးကန်ခိုင်းပြီးတော့ကော့ပြီးနေတာမျိုးလေးရှိရပေါ့နော်ဒါပေမဲ့ဥမာဒီလို position ကိုလူတိုင်းဟာအမြဲတမ်းမနေချင်ဘူးအမြဲတမ်းမသွားချင်ဘူးလှုပ်ကြည့်ချင်တာဒါသေးကြတဲ့သက်ရှူအားကိုယ့်ဘာကိုပြင်မေးကြည့်ကြည့်အဲဆရာမဒီလိုလေးပဲနေဆိုအာသိရတယ်ခန္ဓာကိုယ်မှာ ပေါ်နေရမျိုးအဲ့တော့ဆင်းကျင်တယ်ဒါပေမဲ့ဆင်းလို့ရလားဆိုတော့မရဘူး something ပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့ဆိုတော့ဥမာအဲ့လိုစိတ်ကလေးမျိုးတွေရှိရသူဆိုရင်ဥမာထားပါတော့6လောက်ထဲကိုကျိုး2ကျိုးထည့်လိုက်တာကျိုး2ကျိုးထည့်လိုက်တယ်နှစ်ချောင်းလုံးကိုပြီးတော့မှဥမာရင်မကလေးကောနည်းနည်းချင်းဆင်းသွားဒီနေ့တလား okay နောက်နေ့တလားနောက်နေ့ကျတော့မှ6လောက်ကလေးမိသွားတာမျိုးလေးတွေပေါ့နော်အဲ့ဒါမျိုးလေးသုံးလို့ရသလို့ ဥမာခြေတော်ကလေးတွေကိုမကျင်နေခြေတော်ကိုတော့မမိပါဘူးဆိုမှဘလို့မမလဲဥမာဒူကြီးကိုးပြီးတော့မလို့တော့ရတာပေါ့ဒါပေမဲ့လူတိုင်းကလှုပ်ကြည့်ကျင်တယ်လို့ညီမပြောတယ်လို့အဆုံးထိလှုပ်ကြည့်ကျင်တယ်ကိုခန္ဓာကိုကိုရမယ်လို့အဲဟိုမလုံးနဲ့လို့ပြောလိုက်ရင်ပိုလှုပ်ချင်ကြရယ်နော်လှုပ်ပါလို့ပြောရင်တော့မရတော့ဘူးလို့ပြောမဲ့သူကတရားမှာ10ယောက်ဟိုတရားမှာယောက်20ဆိုရင်အဲမလုံးနဲ့တော့မလုံးနဲ့တော့လို့ပြောရင်ဟုတ်ဘူးလှုပ်နိုင်သေးတယ်လို့ထင်တယ်ကိုကိုကိုတွန်းကြည့်မယ်ရကြည့်ရအောင်လှုပ်ကြည့်မယ်ဆိုတဲ့သူကတရားမှာ80 တယ်ကွယ်အဲ့တော့ မရရအောင်လုပ်ကြမှာပဲအဲ့လိုလုပ်လိုက်ရင်ဒဏ်ရာရသွားမယ်လေအဲ့ဒီအတွက်ကြောင့်ကျိုးလေးကိုချိတ်လိုက်ပေါ့ခြေထောက်မှာပြီးရင်ကိုတလောက်စမ်ဘောအဲ့ဒါဆိုကိုစိတ်ကျင်နေဝါရတီ Okay ရသေးလားဥမာညီမတို့ကတခြားသော position တွေသွားသွားသွားအဲ့လိုနဲ့ခြေထောက်စီရောက်သွားတာပေါ့နော်ဒါဆိုရင်ပြောချင်တာယောဂကျိုးလေးအသုံးဝင်နေဒါကအခြေခံလေးမှာပဲအသုံးဝင်တော့မဟုတ်ဘူးအပြီးရင် advanced level inter level အဲ့ဒီအားတွေမှာပါအသုံးဝင်နေအဲ့ဒီအတွက်ကြောင့်ယောဂကျိုးလေးတစုံအဲတစုံတော့ဖြစ်တယ် sorry တစ်ခုလည်းရှိထားတဲ့နေပေါ့နော်ဒါပေမဲ့ချက်ချင်းလို တာလားဆို no ပါเนาะချက်ချင်းမလိုပါဘူးကို level မြင့်လာပြီးရေရှည်သွားမယ် practice လုပ်တော့မယ်ဆိုတဲ့သူတွေလိုတယ် ကိုအိမ်မှာလေ့ကျင့်တဲ့သူတွေကိုပြောရအောင်နော်။ဥပမာခန်းမမှာဆိုရင်တော့ဒီဟာတွေပစ္စည်းတွေကအကုန်လုံးပေးထားပြီးသားဖြစ်တယ်ပေါ့နော်။ပေးထားပြီးသားချပေးပြီးသားဟိုကိုတို့ကဘာမှအများကြီးအအရင်ကြီးထုတ်ဆရာမလိုဘူးပေါ့နော်။ဖျားလည်းပေးထားတယ်၊သုံးနေလည်းပေးထားတယ်၊ကျိုးတွေလည်းပေးထားတယ်အကုန်သုံးခွင့်ရှိရပေါ့နော်။ပက်ကေ့ထဲမှာကိုတင်တဲ့အလိုက်တဲ့ထဲမှာပါပြီးသားဖြစ်တယ်။ညီမစတူဒီယိုမှာတော့ပါတယ်။တခြားသောစတူဒီယိုမှာတော့ညီမမသိဘူးပေါ့နော်။အဲ့တော့ဒီဟာလေးပါမယ်။ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့ယောဂ blog blog ပေါ့နော်ဒီမှာတော့ယောဂ blog လို့ခေါ်တယ်ညီမတော့ blog လို့ခေါ်တာကိုမကြိုက်ဘူး ဘလော့ဆိုတဲ့အရာကကြတော့ပိတ်ဆို့သွားတာပေါ့နော်အဲ့တော့ညီမရဲ့ဆရာစကားအတိုင်းပေါ့နော်ညီမရဲ့စကားတော့မဟုတ်ပါဘူးညီမရဲ့အိန္ဒိယဆရာစကားအတိုင်းဆိုရင်ဒါဘလော့ခေါ်လဲယောဂဘလော့ဆိုတာနဲ့ထူတာပေါ့နော်ဒါကယောဂဘလော့မဟုတ်ဘူး brick brick ဆိုတဲ့သဘောတဘာဝကခိုင်ခန့်နဲ့တောင့်တင်းနဲ့ဟုတ်တယ်ဟုတ်သတ်မှားတယ်ပေါ့နော်ဘလော့ဆိုတဲ့အရာပိတ်လိုက်တယ်ရက်လိုက်တယ်အဲ့တော့သူကဒီ negative sentiment တွေကိုအိန္ဒိယရဲ့ဆရာတွေအကုန်လုံးကဟိုသဘောမကျဘူးပေါ့နော်အဲ့ဒါကြောင့် strong ဖြစ်စေတဲ့အရာတွေကိုပဲသူကသုံးတယ်ဒါလေးကစသူက န်တစ်ကယ်လုပ်တယ်ပေါ့နော်သူတို့ရဲ့ဒီယောဂပညာရဲ့အပေါ်မှာတန်ဖိုးထားတာပေါ့နော်ဥပမာညီမညီမဆိုယောဂဆော့ရယ်ယောဂဆော့ရယ်ယောဂဆော့ရယ်ပြောရင်အင်းအိန္ဒိယတကယ်ဆရာတွေပေါ့နော်သူတို့တွေကလုံးဝမကြိုက်ကြပါဘူးယောဂဆော့တာမဟုတ်ပါဘူးယောဂတကယ်တော့လေးကျင့်တာကျင့်စဉ်ယောဂကျင့်မယ်ဥပမာယောဂလေးကျင့်ခံလုပ်မယ်အဲအဲ့လိုမျိုးပြောရတယ်ပေါ့နော်ထားလိုက်ပါဒါတွေကနှောင်းမှာပဲဆက်ပြောပြမယ်အခုတော့ဆက်သွားမယ် ဲ့တော့ယောဂ break ပေါ့နော်ယောဂတုံးလေးတစုံလို့မယ်သူကတော့တဒုံနဲ့မရဘူးတစုံအဲ့ဒါဆိုညီမတို့ကလက်ဆိုရင်လည်းနှစ်ဖက်ရှိတယ်ခြေရောက်ဆိုရင်လည်းတချောင်းတချောင်းနှစ်ချောင်းရှိတယ်နှစ်ခုပေါင်းမှတစုံပေါ့နော်အဲ့ဒီအတွက်ကြောင့်တုံးလေးကတော့နှစ်တုံးလေးစပြီးတော့ရှင်ပိုကောင်းတယ်ဇောနာကပြောသလိုပဲဘာဖြစ်လို့ဒီအရေလိုရလဲမရှိမဖြစ်မလို့မရှိမဖြစ် အဲတုံးရမှာလားဆိုမဟုတ်ဘူးဒါပေမဲ့ရှိထားရင်တော့ပိုကောင်းတယ်တချို့သောຢာတွေပေါ့ဥမာညီမတို့အဲထားပါတော့ဒူးလေးကိုေးပြီးတော့ဒီလိုထိုင်ကျင်တယ်ပေါ့ကွယ်ဒီမှာမရဘူးဒီတင်ပါးကြီးထဲမှာဒီမှာဒီလိုကြီးခါကြီးကစောင်းနေပြီး မတို့ဒီဘက်ကြီးကိုလှည့်ပြီးတော့ဆရာမလည်းလှည့်ဟေးအရှိုးလှည့်ဟေးဆိုတဲ့အချိန်မှာဘလို့မမြအောင်ခန်းနာတော့ဗောနော်အဲ့ဒါမျိုးဆိုရင် okay ယောဂတုံးလေးကိုယူမယ်တင်ပါအောက်ကလေးကိုခုပြီးတော့အော်တက်တက်လေးထိုင်လိုက်တာမျိုးပြီးရင်ဒီဘက်မှာလွတ်နေသေးတယ်ဆိုရင်တုံးလေးခုလာဒါဆိုရင်ဒီအထောက်ကူပစ္စည်းလေးနဲ့ လေ့ကျင့်ခန်းလုပ်လိုက်တော့တတောင့်တတဖြစ်သွားတာပေါ့ကွကိုယ့်ရဲ့ခန္ဓာကိုယ်လေးကအဲ့လိုပြောချင်တာပါအဲ့တော့ယောဂရဲ့အဲယောဂ3လေးရှင်းရလဲပိုကောင်းပါရဲ့အခုတော့ဈေးလေးညီမမသိတော့ပါဘူးဒီဟာကတော့โอเคเนาะဒါဆိုရင်အခုဒါတော်တော်ကြီးကိုလုံလောက်သွားပြီနော်မေးမယ်ဥမာမေးလာခဲ့တဲ့သူရှင်တော်တော်ကြီးလုံလောက်သွားပြီအဲ့လောက်ရှင်ကိုအဆင်ပြေတယ် ။ဒါပေမဲ့နောက်ထပ်တစ်ခုထပ်ပြောပြချင်သေးတယ်။မာလဲဆိုရင်ချွေးထွက်တတ်တဲ့သူတွေတချို့ဆိုလက်မှာချွေးရမ်းထွက်တယ်၊ခြေောက်မှာချွေးရမ်းထွက်တယ်။ original ကိုကထွက်နေတာနော်။ original ကခြေထိတ်လက်ထိတ်တွေမှာချွေးထွက်တဲ့သူတွေတကယ်ရှိရယ်နော်။အဲ့တော့အဲ့လိုလူတွေအတွက်ဆိုရင်တော့အာခြေောက် ခြေအိတ်ကလေးပေါ့နော်ခြေအိတ်ကလေးတွေလိုမယ်ရိုးရိုးခြေအိတ်ရလားဆိုမရပါဘူးရိုးရိုးခြေအိတ်မရပါဘူးရိုးရိုးခြေအိတ်ကတော့ချောထော်သွားမှာပါပဲပိုတော့ချောသွားနိုင်ပါတယ်ဆိုတော့ယောဂအခင်ဖြားလို့ပဲယောဂအပေါ်အဖြားခင်းလို့ပဲပေါ့နော်ဒီလိုအောက်မှာ great အကွက်ဒီလိုအဆက်ကလေးတွေအကွက်ကလေးတွေပေါ့နော်ကတ်စေတဲ့အရာလေးတွေဒါဆိုဒီမှာကတ်သွားပြီ တွန်းလို့မရတော့မန်ကြီးကက်သွားပြီတွန်းလို့မရတော့အဲ့လိုမျိုးလေးပေါ့နော်ဒါဆိုရင်ဒီမှာခြေထောက်တဲကိုထဲလိုက်ရုံမဲအလှလေးတွေပေါ်တယ်အခုနောက်ပိုင်းပေါ့နော်ဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားမယ်မတော်ဒီလိုပုံစံလေးအမ်ဒီမှာကရော့နော်ခြေထောက်ကလေးပြပြီဒီလိုလေးဖြစ်သွားမယ်အဲ့တော့သူကလည်းပုံစံတွေအများကြီးရှိရဲ့ဒီဟာကညီမရင်တော့ဝယ်ထားတဲ့ပုံစံအခုနောက်ပိုင်းဆိုအလှတွေပြီးရင်ဒီလိုမျိုးလေးတွေဒါလေးဆိုရင် အဲသူကပို့ပြီးတော့ခိုင်မာတယ်နောက်ပိတ်ကလေးတွေနော်အပုံစံကတော့အများကြီးပဲအဆင်ပြေတယ်လို့အဆင်ပြေတဲ့ဟာလေးကိုရွေးပြီးတော့သုံးလို့ရတယ်အဲသူခြေအိတ်အဲပြင်လက်အိတ်ပေါ့နော်လက်လက်လက်ဒီ brush လုပ်တဲ့ဟာအခုညီမကတော့လက်အိတ်မသုံးပြစ်တာများတယ်အဲလက်ချွေးထွက်တဲ့အထဲမှာလည်းမပါဘူးခြေထောက်ချွေးထွက်တဲ့အထဲမှာလည်းတိတ်မပါဘူးပေါ့နော်အဲ့တော့လက်ကလေးလက်အိတ် တွေခြေအိတ်တွေဒါကတော့နောက်ဆုံးအနေနဲ့ပေါ့နော်မရှိမဖြစ်မဟုတ်ပေမဲ့ချွေးထွက်တဲ့သူတွေဆိုလို့ရှိရင်တော့တရားလေးတွေသုံးရမယ်ပေါ့နော်အဲ့တော့လက်အိတ် ေးခြေအိတ်တွေလုံမယ်ပြီးရင်နောက်တစ်ခု အမှားများဆုံးစောနာပြောရဲလက်လက်လက်မှာလက်ကဝတ်မှာပတ်တဲ့ဟာ အဲတမဲတယောက်ကိုလက်ကဝိပက်ကလေးဝဲဆိုသူလည်းဝဲချလာတယ်။ဟိုတန်ရာရရင်စီးတဲ့ဟာမျိုးအဲ့ဒါမျိုးမရဘူးเนาะတန်ရာရရင်စီးတဲ့ဟာကြတော့ဟိုမှာပတ်လိုက်တယ်တင်းသွားတယ်ဟုတ်တယ်စိတ်ထဲမှာအိုးပန်ပန်နဲ့တင်းသွားပြီလို့ထင်တာ No ဒါပေမဲ့ supported မဖြစ်ဘူးအဲသူကကိုယ့်ရဲ့လက်ကောက်သွားတဲ့အတိုင်းလိုက်ပြီးတော့လဲနေအောင်မှာပဲအဲ့တော့ဒီလိုမျိုးတေချာအားကစားသုံးနဲ့လက်ကောက်ဝိပက်ကလေးကိုပွဲပြီးတော့သုံးပါဒါဆိုကိုဘလောက်ပဲအဲပဲပဲရွှေရွှေညာပဲရွှေရွှေသူကဒီလက်ကောက်ဝိ ကိုထိန်းထားပေးပြီးသားဖြစ်စေတယ်။အရွတ်တွေပါရေးထိသွားဖို့ရာခိုင်နှုန်းနည်းတယ်ပေါ့နော်။ Okay အဲ့တော့အခုကတော်တော်လေးဗီဒီယိုရှေ့သွားလောက်ပြီပေါ့နော်။အဲ့တော့ဒါအခုညီမဒီရှင်းပြချင်တဲ့လောက်ပေါ့နော်။မေးမယ်လို့ထင်တဲ့အရာတွေအကုန်လုံးကိုညီမဆုစီပြီးတော့တခါရဲဝေမျှပေးခြင်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်သိချင်တာတွေရှိရင်လည်းချက်မေးထားလို့ရတယ်။အကိုတော်လေးအသုံးဝင်တဲ့ခြားသူတွေကိုလည်းအသုံးဝင်စေခြင်းနဲ့ရှင်းခြင်းနဲ့ပေါ့နော်။အကျိုးပြုခြင်းနဲ့ဆိုရင် share ဝပေးလို့ရပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်။ 拜拜。Bye bye.